ထာဝရဘုရား၏တရားတော်၌မွေးလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မိသောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းခန်းကြီး၂၂တပံကျောက်တလင်းကဲ့သို့ကြည်လင်၍ဘုရားသခင်နှင့်သူသည်ငယ်၏ပြလင်တော်ရဲကထွက်သော အသက်ရေစီးရာမြစ်ကိုကောင်းငင်တမန်သည်ငါအားပြလေ၏။မြို့လမ်းမအလင်း၌၎င်းထိုမြစ်နှစ်ဖက်၌၎င်းအသက်ပင်ရှိ၏။ထိုအသက်ပင်သည်အသီး၁၂မျိုးကိုတည်တတ်၏။မိမိအသီးကိုလည်း လတိုင်းပေးတတ်၏အရွက်တီလဲလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဖို့ဖြစ်၏နောက်တစ်ဖန်ကြိမ်ချင်းပေးတစုံတစ်ခုမြမရှိ ထိုမျိုး၌ဖျားသခင်နှင့်တိုးတငယ်ဤပလင်တော်ရှိ၍ဖျားသခင်ဤကျွန်းတို့သည်ဖျားဝိကိုပြုကြလိမ့်မည် မျက်နာတော်ကိုမြင်ရ၍သူတို့နှဖူး၌လည်းနာမတော်ရေးထားလျက်ရှိလိမ့်မည်ထိုမျိုး၌ညမရှိရစီမီကိုအလိုမရှိ နေဤအယောင်ကိုလည်းအလိုရှိအကြောင်းမူကား သာရရှင်ဘုရားသခင်သည်သူတို့၌ရောင်ကြီးတော်ကိုလွှတ်တော်မူ၍သူတို့သည်ကဘာအဆက်ဆက်စိုးစံရကြလက်တံကောင်းငင်တမန်ကလည်းဤစကားသည်တစ္ဆာစကား ဟုတ်မှန်သောစကားဖြစ်၏ Prophet တို့၏ဝိညာဉ်ကိုအစိုးရသောသာရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မီဖြစ်ရမည်အမှုအရာများကိုမိမိကျွန်တို့အားပြစီခြင်းကကောင်းငင်တမန်တော်ကိုစေလွှတ်တော်မူပြီးငါသည်အလင်းအမြန်လာမည်ဤစာဆောင်၏အနာဂတ်စကားကိုစောင့်ရှောက်တော်သူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏ငါယောဟန်သည်ဤအရာများကိုကြားမြင်၏ကြားမြင်ပြီးလျှင်ထိုအရာများကိုပြသောကောင်းငင်တမန်၏ခြေရင်း၌ ကိုးကွယ်အံ့သောငါပြက်ဝေ၏သူကလည်းမပြုတ်ပါနဲ့ငါကသင်ဤလှုပ်ပေါ်ဆောင်ပဲဖြစ်၏သင်ဤအကိုပရောဖက်တို့နှင့်ဤစာဆောင်၏ဇကားကိုစောင့်ရှောက်တော်သူတို့၏လှုပ်ပေါ်ဆောင်ပဲလည်းဖြစ်၏ဖျားသခင်ကိုကိုးကွယ်လော့ဟုပြောဆို၏တပံတုံးကအမိန်တော်မူသည်ကဤစာဆောင်၏အနာဂတ်ဇကားကိုတစိမ့်မခတ်နှင့်အကြောင်းမူကားကာလအချိန်ရောက်လို့နီးပြီမတရားသောသူသည် မတရားသဖြင့်ပြုစီအောင် ညင်ညူးသောသူသည်ညင်ညူးစေဩဖြောင့်မတ်သောသူသည်ဖြောင့်မတ်စေဩတန်ရှင်းသောသူသည်တန်ရှင်းစေဩငါသည်အလင်းအမြန်လာမည်ငါသည်အကျိုးအဖြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းဆက်ပေးမည်ငါသည်အာလဖာဖြစ်၏အိုမေဂါလည်းဖြစ်၏အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏အစနှင့်အဆုံးလည်းဖြစ်၏အသက်ပင်နှင့်ဆိုင်၍မြို့တကားအတွင်သို့ဝင်အပ်သောငါပညတ်တော်တို့ကိုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏ ပြင်လိုက်ကခွေးဖြစ်တော်သူပြုစားတတ်တော်သူ မတရားသောမိထုံ၌မိဝဲတော်သူလူအသက်ကိုတတ်တော်သူရုပ်ထုကိုကိုးကွယ်တော်သူတစ္ဆာတက်ချင်းကိုနှစ်သက်၍ပြုတော်သူအပေါင်းတို့သည်ရှိကြ၏ငါယေရှုသည်အသင်းတော်တို့အဖို့ဤအရာများကိုသင်တို့အားတတ်သိခံစေခြင်းကငါ၏ကောင်းငင်တမန်ကိုစေလွတ်၏ငါသည်ကဒါဝိဒ်၏အမြင့်ဖြစ်၏အနွယ်လည်းဖြစ်၏ထွန်းတောက်သောမိုးတောက်ကျယ်လည်းဖြစ်၏ ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့သမီးကလာခဲ့ပါဟုဆိုကြ၏ကြားသောသူကလည်းလာခဲ့ပါဟုဆိုပါစေရေငတ်သောသူသည်လာပါစေအလိုရှိသောသူသည်အဘိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေဤစာဆောင်၏အနာဂတ်၏ဇကားကိုကြားသောသူအပေါင်းတို့အားငါသက်တည်ခံသည်ကအကျဉ်သူသည်ဤအရာတို့၌ထက်၍အသည့်တွင်ဤဤစာဆောင်၌ရေးထားသောဘေးရန်တို့ကို ထိုသူအပေါ်သို့ဖျားခင်တက်ရောက်စေတော်မူမည် အကျဉ်သူသည်ဤစာဆောင်၏အနာဂတ်စကားအချို့ကိုနှုတ်ပယ်၏ဤစာဆောင်၌ရေးထားသောအသက်ပင်နှင့်၎င်းတန်ရှင်သောမြို့တော်နှင့်၎င်းထိုသူဆက်ဆိုင်သောအခွင့်ကိုဖျားသခင်နှုတ်ပယ်တော်မူမည်ငါသည်အလင်းအမြန်လာမည်မှန်ပေ၏ဟုဤအရာများကိုတတ်တည်ခံသောသူမိန်တော်မူ၏အာမင်သခင်ယေရှုကြွလာတော်မူပါငါတို့သခင်ယေရှုခရစ်၏ခြေဆုတော်သည်တန်ရှင်းသူအပေါင်းတို့၌ရှိစေသတည်းအာမင်